ားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တော်တိုင်းဘဝမှာဘာကြောင့်မအောင်မြင်ရသလဲဆိုတဲ့အကြောင်းစနဲ့ပတ်သက်ပြီးတော့ဝေမျှပေးသွားခြင်းပါတယ်ကျောင်းတော်ကစတော်ခဲ့တဲ့သူတွေလက်တွေ့အသက်မွေးကြောင်းငွေကြေးနဲ့စီးပွားရေးမှာအောင်မြင်သလားလို့လိုက်ကြည့်လို့ရှင်လဲစုလောက်ပဲအောင်မြင်တော့ပြေးပါလိမ့်အများစုကတော့တာမန်အခြေအနေဖြစ်သွားကြတော့ကျွန်တော်တို့သတိထားမိပါတယ်ဆိုတော့ ဘဝမှာအောင်မြင်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တော်ယုံထမြက်ယုံတစ်ခုတည်းနဲ့သူတို့ဖြစ်တော့ IQ ကောင်းတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူး။ level တစ်ခုမှာထိတ်တန့်ရောက်ခြင်းနဲ့ကိုယ့်ရဲ့လှုပ်စီးပွားနဲ့ငွေချင်းမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင် IQ ရော EQ ပါကောင်းဖို့လိုအပ်ပါတယ်။ IQ ကောင်းလာဆိုရင်ဘာတွေလဲဆိုလို့ရှိရင်ဘာသာရေးတစ်ခုကိုမြန်မြန်ဆန်ဆန်တက်လွယ်တာအတွက်ချက်တော်တာတို့နောက်တစ်ခုကတက်တနာတစ်ခုကိုမြန်မြန်ဆန်ဆန်ဖြည့်ရှင်းနိုင်စွာရှိတာတို့ဒါစီသူ့ရဲ့ဉာဏ်ဉာဏ်သွေးထမြက်တာပေါ့နော် intelligence quotient လို့ခေါ်တဲ့ IQ ကောင်းလာပဲဖြစ်ပါတယ်။ဒါမဲ့ဒါနဲ့တင်လုံလောက် EQ ပါကောင်းဖို့လိုပါတယ်။စိတ်ပညာရှင်တွေရဲ့အဆိုအရဆိုလို့ရှိရ င်ဒုတိယက level တစ်ခုမှာထိတ်တန့်ရောက်ဖို့ဆိုလို့ရှိရင် IQ က20ရာခိုင်နှုန်းလောက်ပဲသက်ဆိုင်ပြီးတော့ EQ ကတော့40ရာခိုင်နှုန်းထိသက်ဆိုင်နေဆိုပြီးတော့မှပြောထားတာလည်းရှိပါတယ် EQ ကောင်းဖို့ဆိုရင်တော့လူမှုဆက်ဆံရေးကောင်းတာတို့ကိုကိုကိုနားလေတဲ့ self awareness အကောင်းတာလူတွေပို့ပြီးနားလေတာပေါ့နော်စသဖြင့် ဒါတွေက EQ နဲ့ပတ်သက်တဲ့ skill တွေဖြစ်ပါတယ်ဆိုတော့နမူနာတစ်ခုအနေနဲ့ဆီအောင်တယောက်ကသူကစေးပညာမှာကျွမ်းကျင်တယ်ဆိုလို့ရှိရင်သူဒီ IQ ကောင်းတာဖြစ်ပါတယ်သူအောင်မြင်တဲ့ဆီအောင်တယောက်ဖြစ်ချင်တော့စေးပညာကျွမ်းကျင်ုံတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးစေကူတာရမှာစိတ်ရှိဖို့အရေးကြီးလာတယ်လူနာတွေစာနာနားလည်တတ်ဖို့ပိုပြောမှအရေးကြီးလာပါတယ်ဒါတွေကတော့ EQ နဲ့ပတ်သက်တဲ့ skill တွေဖြစ်ပါတယ်ဒီတက်ပို့ပြီးတော့သူကစေးရုံကြီးတစ်ခုလုံးသူဦးဆောင်စီမံခံဝဲရတော့မယ်ဆိုလို့ရှိရင်တော့ခုနလို IQ တို့ EQ တို့အပြင်ကိုစီးပွားရေးအမြင်စေကူအမြင်တို့နောက်တစ်ခုက leadership skill တွေ management skill တွေဒါတွေပါသူကလိုအပ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ level တစ်ခုသူသဖြင့်တော့အတန်မွေးအကြောင်းတို့စီဝါရီတို့ငွေကြေးတို့မှာအောင်မြင်နေတဲ့ဆိုလို့ရှိရင် IQ ပြင် EQ လည်းကောင်းဖို့ရည်ကြည်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။